မိခင်တယောက်ထဲကနေစံချိန်တင်သားသမီး44ယောက်မွေးဖွားခဲ့သူမာရီယန်နာဗာဒန်စီမင်္ဂလာပါယူသတ်အနေတိမ်မန်ပရိသတ်ကြီးကဘာပေါ်မှာအမျိုးသမီးအမေတယောက်အနေနဲ့သားသမီးဘယ်နှယောက်လောက်ထိမွေးဖွားနိုင်မလဲဆိုတဲ့မိကွန်းကစိတ်ဝင်စားစရာပါဒီမိကွန်းအတွက်အဖြေကိုတော့အာဖရိကတိုက်ယူဂန်ဒါနိုင်ငံကမာရီယန်နာဗာဒန်စီလို့ခေါ်တဲ့အမျိုးသမီးရဲ့ဇာတ်လမ်းကလုံးဝပြောင်းပြန်လှန်ပေးလိုက်ပါ ರೀ အဲ့ဒါကဘာလဲဆိုရင်တော့သူမဟာ သူမတယောက်ထဲကနေပဲသားသမီး44ယောက်အထိမွေးဖွားခဲ့မှုတွေမယုံနိုင်စရာဖြစ်ရကြောင်းပဲဖြစ်ပါလိမ့်။ဒါမှမဟုတ်တဲ့ဒီလိုမျိုးပွားမှုဖြစ်စဉ်ကြောင့်မလို့မာရီယာဟာကဘာပေါ်မှာခလေးအများဆုံးမွေးဖွားသူအဖြစ်ဒေသခံတွေကြားမှာနာမည်ကျော်ခဲ့ရပြီးဒီလိုမျိုးထူးခြားတဲ့သူမရဲ့ဘဝဆက်ကြောင်းကဘယ်လိုမျိုးများဖြစ်မလဲဆိုတာအတူတူလေ့လာကြည့်လိုက်ကြရအောင်ပါ။မာရီယာဟာငယ်စဉ်ကလေးကစတင်ပြီးဒါမန်မင်းကလေးတွေနဲ့မတူတဲ့ထူးခြားတဲ့မျိုးပွားစွမ်းရည်ကိုပိုင်ဆိုင်ခဲ့ပါသည်။သူမအသက်73နှစ်အရွယ်မှာစတင်လက်ထပ်ခဲ့ပြီး ပထမဦးဆုံးချိန်မီဖွားချိန်မှာပဲအမွာနှစ်ယောက်တပြိုင်နက်တည်းမွေးဖွားခဲ့ပါတယ်။အဲဒီနောက်မှာလည်းပဲသူမဟာခလေးမွေးဖွားတိုင်းမွေးဖွားတိုင်းနှစ်မွာဘူးသုံးမွာဘူးနဲ့လေးမွာတို့ဘောသာစက်တိုင်မွေးဖွားခဲ့ရကနေစုစုပေါင်းသားသမီး44ယောက်ကိုမွေးဖွားနိုင်ခဲ့တာပါ။ဒီလိုဖြစ်ရခြင်းရဲ့အကြောင်းရင်းကိုလည်းပဲဆရာဝန်တွေလေ့လာတဲ့အခါမှာသူမဟာအလွန်ရှားပါးပြီးတော့မျိုးဦးထုံးလုံးမှုနှောင်းမြန်မာရဲ့မျိုးရိုးဗီဇဆိုင်ရာအခြေအနေရှိနေတဲ့ဆိုပြီးတော့တွေ့ရှိခဲ့ကြရပါသည်။ မာရီယာဟာတစ်ချိန်ထဲမှာသားသမီး44ယောက်ကိုပြည့်စုံဆောင်ရှောက်ဖို့အတွက်အလွန်ကိုပဲခက်ခဲကြမ်းတမ်းတဲ့ဘဝကိုရင်ဆိုင်ခဲ့ရပါသည်။သူမရဲ့ခင်မွန်းဖြစ်သူဟာကလေးတွေအများပြားမွေးဖွားပြီးတဲ့နောက်မှာမိသားစုကိုစွန့်ပစ်သွားခဲ့ပြီးမာရီယာဟာကလေးအလုံးကို single mother တစ်ယောက်အနေနဲ့ကျွေးမွေးပြည့်စုံဆောင်ရှောက်ခဲ့ရပါသည်။စီယံမွေးတင်မှုတွေနဲ့အခက်အခဲတွေကြားရတာနေဒီမဟာကလေးတွေကိုအစားအစာကျွေးဖို့ပညာသင်ကြားပေးဖို့နဲ့ဒေသခံတွေစီကအကူအညီတွေအမျိုးမျိုးရယူရတာဈေးရွက်ကြီးရောင်းချတာစပေးညက်တာနဲ့တခြားသောအလုပ်ပေါင်းများစွာကိုလုပ်ကင်ခဲ့ရပါသည် လေး၃ယောက်လောက်ဆိုရင်ကိုမှထိမ့်သိမ်းရခံနေတာ44ယောက်ဆိုတော့တွေးတာတွေးကြည့်လိုက်ပါမော်ရီယန်ရဲ့ဇာလန်ဟာမိခင်မြစ်တာရဲ့ခွန်အားကိုဖော်ပြနေပါသည်ဒီမဟာဘလောက်ပင်ဆင်းရဲဒုက္ခတွေနဲ့ရင်ဆိုင်ရပါသည်ဒီမမွေးထားတဲ့ကလေးတွေကိုအချင်းနဲ့ဂယုနာအပြည့်ပေးပြီးကျွေးမွေးပြုစုဆောင်ရှောက်ခဲ့ပါသည်ဒီမရဲ့ဤမန်းချက်ကတော့ကလေးတွေအလုံးကိုပညာတတ်ဖြစ်စေချင်တာဖြစ်ပြီးဒါကြောင့်ရွာထဲမှာအတတ်နိုင်ဆုံးပညာသင်ကြားပေးနိုင်မှုစူးစမ်းခဲ့ပါသည်ဒီမရဲ့သားသမီးတွေထဲမှာအချို့ကဆရာဒူနာပြုနဲ့အခြားပညာတတ်တွေဖြစ်လာကြပြီး မိခင်တယောက်ရဲ့ဇွဲလုံးလောက်ကိုလည်းအားလုံးကဂုဏ်ယူကြပါသည်။ဒီကောင်းချောင်းနေနဲ့ပြောရမယ်ဆိုရင်တော့ Maria Navatansi ရဲ့သားသမီး44ယောက်ဇလန်ဟာကမ္ဘာပေါ်မှာမိခင်တဦးရဲ့ဆွန့်လွတ်အနေနာခံမှုနဲ့ကြီးမားတဲ့ခံနိုင်ရည်ကိုတတ်တည်ပြနေပါသည်။သူမဟာမျိုးပွားမှုဆိုင်ရာထူးခြားတဲ့အခြေအနေကြောင့်ကလေးတွေအများပြားမွေးဖွားကြရပေမယ့်အဲဒီအခက်ခဲတွေကိုမြစ်တာနဲ့ကျော်လွှားခဲ့ပြီးမိသားစုကိုတစုတစည်းနဲ့ထားခဲ့တဲ့သူဖြစ်ပါသည်။ Maria ရဲ့ဇလန်ကကျွန်တော်တို့ရဲ့ဘဝမှာဘယ်လိုအခက်ခဲမျိုးနဲ့ပဲရင်ဆိုင်ရပါစေ။ ဇွဲလုံးလာနဲ့မိသားစုပေါ်ထားတဲ့ချစ်ချင်းမြတ်တာဟာအရေးအကြီးဆုံးဖြစ်တယ်ဆိုတဲ့သင်ခန်းစာကိုပေးနေတာပဲဖြစ်ပါလိမ့်။နောက်ထပ်လည်းဒီလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေကိုရှာဖွေတင်ဆက်ပေးရောမှာပါ။ဂျိုင်းနေတဲ့တဲ့ဆိုရင်တော့ channel လေးနဲ့ page ကိုလည်းပဲ like and follow subscribe လုပ်ခဲ့ဖို့အတွက်မမေ့ပါနဲ့။အစုံကြီးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။